နိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးမြစည်းမမီဒီယာကတင်ဆက်နေတဲ့နေ့စဉ်သတင်းတွေကို SMS ကနေဖတ်ရှုနိုင်ပါပြီ။ Telino Sync အသုံးပြုသူတွေအတွက်6699 G News On လို့ပေးပို့ရယူလိုက်ပါ။ င်္ဂလာပါခင်ဗျာမြစီမာ TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါနဝတာဗိုလ်မှူးချုပ်အောင်အေဘကိုဇန်နဝါရီလ20ရက်နေ့နေ့9နိုင်ကရေဝေးခရစ်ယာန်တင်ကြိုင်းမှာတကြိုခဲ့ပါတယ်ရခိုင်ရင်းနှီးမြှုပ်နှံမှုပွဲမှာ MOU စာချုပ်တွေကိုတခါတည်းလက်မှတ်ထိုးနိုင်ဖို့စီစဉ်ထားပါတယ်အဲ့ဒီသတင်းတွေပါဝင်နောက်ဆုံးရပြည်တွင်းသတင်းအားကစားသတင်းနဲ့နိုင်ငံတကာသတင်းတွေပါဝင်မှာပဲဖြစ်ပါတယ်ခင်ဗျာနဝတာဗိုလ်မှူးချုပ်အောင်အေဘကိုဇန်နဝါရီလ20ရက်နေ့နေ့9နိုင်ကရေဝေးခရစ်ယာန်တင်ကြိုင်းမှာတကြိုခဲ့ပါတယ် ကွယ်လွန်ချိန်မှာတော့သူဟာအသက်84နှစ်ရှိနေပါပြီ။ဘုံမူကြောင့်အေဘန်ဟာဘုံချုပ်ကြီးစမ်းရွက်ကိုရေးအရာရှိဖြစ်ခဲ့တယ်လို့ခြေလျင်တက်ရင်းနဲ့မှလည်းဒုတိယဘုံမူကြီးယာထုနဲ့တာဝန်ထမ်းဆောင်ခဲ့သူတူဦးဖြစ်ပါရခင်ဗျာ။ပြည်စုံကတော့ဇေယမော်ကဆက်လက်ပြောပြပါလိမ့်မယ်။နဝဒဘုံမှုချုပ်ဟောင်းအေဘေကိုဇန်နဝါရီလ22ရက်နေ့မနက်9:00ကရှေဝဲခရီးယန်တင်းကြိုင်မှာကိုသွင်းတချို့ခဲ့ပါတယ်။ ွယ်လွန်ချိန်မှာသူဟာအသက်84နှစ်ရှိနေပါပြီ။ဘုံကျော်ဟောအေဗေဟာဘုံကျော်ကြီးစမ်းယူရဲ့ကိုရွေးရရှိဖြစ်ခဲ့သလိုချီလင်တရင်တွေမှာလည်းဒုတိယဘုံမူကြီးရာလုံးနဲ့တာဝန်ထမ်းဆောင်ခဲ့သူတူပါ။ဒါပြင်ကာကွယ်ဝင်ကြီးဌာနဆက်လက်နဲ့ပစ္စည်းဝယ်ယူရေးဌာနရဲ့ညွှန်ကြားရေးမှူးတာဝန်ယူခဲ့ပါတယ်။သူဟာဗြိတိရှားတော်ဝင်စစ်ဘက်အကယ်ဒမီစင်ဟတ်မှာ1953ခုနှစ်ကနေ1956ခုနှစ်အထိတက်ရောက်ခဲ့ပြီး စီဝါရေးပွဲတစ်ခုယူခဲ့သူတူပါ1988ခုနှစ်မှာနိုင်ငံတော်ညီဝိပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ရဲ့ပထမဦးဆုံးအဖွဲ့ဝင်တွေကတအူးဖြစ်ပြီးစီဝိုင်းနဲ့ကုသရေးဝန်ကြီးဝင်ကြီးဗန်နာယင်းနဲ့ခွန်ဝင်ကြီးအမျိုးသားစီမံကိန်းနဲ့စီဝိုင်းဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါအပြင်သူ့လက်ထက်မှာမြန်မာတပ်မတော်ရဲ့စီဝိုင်းလုပ်ငန်းတစ်ခုဖြစ်တဲ့မြန်မာစီဝိုင်းဥပိုက်လီမိတက်ကိုလည်းထူထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကိုလည်းကနအူးထူထောင်ခဲ့သူလူပါသူဟာ2003ခုနှစ်မှာတပ်မတော်ကနေအငိမ့်စားယူခဲ့ပါတယ်။နဝရစစ်ဘုချုပ်တွေထဲမှာသူဟာပြုတ်ပြင်ပြောင်းလဲလို့စိတ်ရှိသူတူဖြစ်ပြီးနာမည်ပြည့်မရှိသူတူပါ။သူရဲ့အတုအခမ်းအနားကိုနဝရစစ်ဘုချုပ်တွေအပြင်အရင်ထောင်လိုင်းအကြီးကဥက္ကဋ္ဌတက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။ကျွန်တော်ဇီယာမောပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ယင်းဒီမြုံနယ်မှုတွေကိုဖိတ်ခေါ်ဖို့ Rakhine State Investment Fair 2019ကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပြီးတော့ MOU စာချုပ်တွေကိုလည်းတခါတည်းလက်မှတ်ထိုးနိုင်ဖို့စီစဉ်ထားတယ်လို့ရခိုင်ပြည်နယ်ဗန္ဒာရေးအခွန်စီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်းကပြောပါရခင်ဗျာ။မိုးမြင့်စော်ကပြည်စုံကိုဆက်လက်ပြောပြပါလိမ့်မယ်ခင်ဗျာ။ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ယင်းဒီမြုံနယ်မှုတွေဖိတ်ခေါ်ဖို့ Rakhine State Investment Fair 2019ကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဆိုပါပွဲမှာ MOU စာချုပ်တွေကိုလည်းတခါတည်းလက်မှတ်ထိုးနိုင်ဖို့စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ်ဗန္ဓာရည်အခွန်စီမံကိန်းနဲ့စီးပွားရေးဝန်ကြီးကပြောပါတယ်။ဒီကအဲ့ဒီဘွေရဲ့ဒီကအရေးကြီးဆုံးကတော့ကျွန်တော်တို့ MOU ထိုးတဲ့အခါကျွန်တော်တို့လုပ်ပါတယ်။ MOU ထိုးဖို့လည်းကျွန်တော်တို့ကုမ္ပဏီတို့ဥသောကုမ္ပဏီတို့ကျွန်တော်တို့ညီနိုင်ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာကောင်းတဲ့ဘဘသဘောတူတဲ့ရင်းနှီးမြှုပ်နှံမှုသဘောတူတဲ့ရထားပြီးဖြစ်ပါတယ်။အဲ့ဒီကဏ္ဍကျွန်တော်တို့လုပ်ပါမယ်။အဲ့လိုဆွေးနွေးရင်းနဲ့လည်းကျွန်တော်တို့ကဒီဒီဒါရော င်းနေမှာပဲလာရောက်ပြီးတော့မှဆွေးနွေးပြီးတော့သဘောတူသွားရင်လည်းကျွန်တော်တို့အဲ့ဒီမှာပဲကျွန်တော်တို့အမှုယူထိုးတာပဲကြိုတင်ပြီးတော့ကျွန်တော်တို့စီစဉ်ထားပါတယ်။ယင်းဤမြောက်နံမှုပြပွဲကိုကဘာရှစ်ခုမြောက်အကောင်းဆုံးကမ်းခြေအဖြစ်သတ်မှတ်ခံထားရတဲ့ငပလီကမ်းခြေမှာဖေဖော်ဝါရီ21ကနေ23ရက်အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပြည်ရင်းပြည်ပယင်းဤမြောက်နံမှု10ခုကနေ15ခုလောက်ဝင်ရောက်လာဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ရဲ့ယင်းဤမြောက်နံမှုနဲ့ပတ်သက်တဲ့သုတေသနတွေကိုလည်း တလားကန်ကြိုတင်ကလှုပ်ဆောင်ထားပြီးသူတေသနာတွေးရှိချက်တွေကိုအဆိုပါရှင်းလင်းပွဲမှာတင်ပြသွားမှာဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကသိရပါဗျ။ရခိုင်ပြည်နယ်အတွင်းလက်ရှိလှုပ်ဆောင်နေတဲ့ကြောက်ဖြူထူးစီပွားရေးစုံစီမံကိန်းကလတန်ဘတ်စုံဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့အခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်းပုတ်ကရိကလုပ်ငန်းရှင်တွေနဲ့ဆွေးနွေးသွားဖို့ရှိတယ်လို့သိရပါဗျ။ကန်ဒီနေတော့ကတော့တည်ငြိမ်မှုကအများအရေးကြီးပါတယ်။ဒါကိုလည်းဦးစားပေးပြီးတော့လုပ်နေပါတယ်။အဲ့တော့တည်ငြိမ်မှုရလာတဲ့အများဖွံ့ဖြိုးရေးကိုလည်းပဲ အဲ့တော့ပို့ပြီးတော့အောင်မြင်မြင်လုံနိုင်မယ်လို့လည်းယုံကြည်ထားတဲ့အတွက်ဒီအချိန်လေးတွေပုံမှာတော့ဒါဖြစ်လာတာနဲ့အများအများဆုံးဒါထိန်သိမ်းပြီးတော့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်မယ်အဲ့ဒီပုံမှာလည်းပဲဒါနိုင်ငံတော်အစိုးရအနေနဲ့ရောနိုင်ငံတော်အတိုင်းအတာအနေနဲ့ရောဒီဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေအားလုံးပါအများဆုံးကျွန်တော်တို့ကတုံ့ပြန်တဲ့ထိန်သိမ်းတဲ့အများဆုံးတဲ့အကောင်းဆုံးဖြစ်အောင်ပုံမှန်နေထားတွေရအောင်အများဆုံးဆောင်ရွက်ပါဒေသန္တရဖွံ့ဖြိုးရေးအတွက်မြောက်ဦးမြို့အပြင်ငပလီကမ်းခြေနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ကမ်းခြေအစ်တစ်တွေတိုးချဲ့လာနိုင်မှုအလားအလာရှိတာကြောင့်ခီးသွွားကဏ္ဍကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်သွားဖို့ရှိနေပါတယ်။ရခိုင်ပြည်နယ်မှာယင်းနှိမ့်မြုံနှံမှုလာရောက်ဖို့အတွက်တရုတ်၊ဂျပန်၊အိန္ဒိယနဲ့အာဆီယံဒေသတွင်းကနိုင်ငံတွေကိုအဓိကဖိတ်ခေါ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်သတင်းတော့မိုးမြင့်စောပါ။ရန်ကုန်မြို့တင်ကန်းကျွမြို့နယ်တရားရုံးမှာကာမလိန်လယ်မှုနဲ့အမှုဖွင့်ခံထားရတဲ့တရုတ်ဆောင်ဝေလူကျော်ဟာဇန်နဝါရီလ၂ရက်နေ့နနက်ပိုင်းမှာစက်သိန်း90နဲ့အချုပ်လွတ်အာမခံရရှိခဲ့တယ်လို့သိရပါဗျ အလမဲ့တင်းတင်းကတရုတ်ဆောင်ဝေလူကျော်ကိုကာမလိန်လယ်မှုနဲ့တင်ကန်းကျိုးမြို့နယ်တရားရုံးမှာဇန်နဝါရီလ10ရက်ကတရားဆွဲဆိုခဲ့တာဖြစ်ပြီးတော့ဇန်နဝါရီလ22ရက်နေ့ရုံးချိန်မှာဝေလူကျော်ကအချုပ်လွတ်အာမခံရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်စုံကတော့ရဲနိုင်ကဆက်လက်ပြောပြပါလိမ့်မယ်ခင်ဗျာဒီလိုလိုက်ချင်းကြည့်ရအောင်လို့ရင်းချင်းရှိတယ်ဟုတ်ဘာကြောင့်ဒီလိုမျိုးဖြစ်လာခဲ့ရလဲပြောပြ ဒါတရားဆွဲထားတဲ့တရားကာမလိန်လယ်မှုပုံမှဖြစ်တဲ့ရာဇတ်ကြီးဥပဒေပုံမှ419နဲ့တရားဆွဲဆိုခံရတဲ့တရုတ်ဆောင်ဝေလူကျော်ကဇန်နဝါရီလ22ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့တင်ငန်းညွမြို့နယ်တရားရုံကိုပထမဆုံးချိန်လာရောက်စစ်ဆေးခံခဲ့ပါတယ်။ဒီရုံချိန်မှာပဲ ကာမလိန်လဲမှုနဲ့တရားစွဲဆိုခံထားရတဲ့တရုတ်ဆောင်ဝေလူကျော်ကိုတင်ငန်းညုံမြို့နယ်တရားသူကြီးကစက်သိန်း90ခံဝင်သူနှစ်ဦးနဲ့အချုပ်လွတ်အာမခံပေးလိုက်ပါတယ်။သိန်း90တန်ခံဝင်သူနှစ်ယောက်အတူမိပါတွေပဲအာမခံတယ်လို့ပြောတယ်။ဒါရတယ်လေ။တော့ဘယ်အာမခံနေနေမှာဘသူကဘယ်လိုအာမခံမဲတော့မရှိဘူးပေါ့။ တရုတ်ဆောင်ဝင်လူကျော်ကတော့သူ့အနေနဲ့အမှုပေါ်ယုံကြည်မှုဆိုတာထက်အမှန်တရားပေါ်ပဲသွားမယ်လို့တရားခွန်ကအထွက်မှာပြောသွားခဲ့ပါတယ်။ဒါမှကျွန်တော်တို့ထူးထူးမရှိပါဘူး။ဒါလူတော်ကကြီးမှဖြစ်ဆိုးဖြစ်စဉ်တွေရတခုပဲပေါ့နော်။ကျွန်တော်တို့လည်းဒါသူများရဲ့လည်းဖြစ်ဖူးပါတယ်။ကျွန်တော်လည်းဖြစ်တယ်ပေါ့နော်။မဖြစ်ဘူးလို့လည်းအများကြီးပါတယ်။ဟုတ်ကဲ့ပါ။အဖို့အမှုတော့အရင်ကြီးပါလိမ့်မယ်။ကျွန်တော်အမှန်တရားပေါ်မှာပဲသွားမှာခင်ဗျ။အဲ့တော့ကျွန်တော်ကဟိုယုံကြည်မှုဆိုတာထက်ကျွန်တော်အမှန်တရားပေါ်မှာပဲရည်တည်မှာပါဟုတ်။အခုဒီလိုဆိုးဆိုးတော့အခုလည်းပေါ်ပေးခါပါလား။ဘယ်လောက်ဖြစ်လဲ။ ဟုတ်ဒါကလူတော်ကကြီးမှာဒါရှိနေတဲ့ဖြစ်စဉ်တွေပါပဲအဲ့တဲမှာမှာဂုံသိက္ခာဆိုတာရောက်သားနဲ့မိမကိုလဲမဟာလာဒါတွေကရှိတတ်ကြပါတယ်ပေါ့နော်ဒါကလူတိုင်းတော်တော်များများမှာရှိတဲ့ကိစ္စတွေပါပဲဒါပေမဲ့ကျွန်တော်အနေနဲ့တော့လူသိရှင်များဖြစ်ရတဲ့ဆိုတော့ရှိတာပေါ့နော်နေထွေးပြီးတော့ကျွန်တော်တို့ဂုံသိက္ခာပြည့်စုံအောင်ရှိပါဦးအမှန်တရားကိုတရားဥပဒေကိုပြည့်စုံတယ်ဒါအကောင်းဆုံးပါပဲဟုတ် မတော့မပြောချင်ပါဘူးဒါဥပဒေရနင့်နာတာဆိုတော့လေညီမတော့ဥပဒေနဲ့ပဲသွားပါမယ်ပြီးတော့လေတရားသူကြီးပေါ့အဓိကတော့သူ့ရဲ့တီလာတမားနေတိုက်ခါပေါ့အဲ့ဒါတော့ယုံကြည်တယ်ဟုတ်အမှုရဆိုင်လည်းကာလာနေမှာလူမှုရေးပေါ့လူမှုရေးကပုတ်ခတ်မှုမျိုးအဲ့လိုမျိုးဆောင်းအားခံရမျိုးတော့ကြုံခဲ့ရတာရှိတယ်ကြုံပါတယ်ကြုံပါတယ်ထောက်ချောက်ကိုကြုံနေပါတယ်အဲ့ဒါကတော့ဖြစ်ချင်းစရာကိစ္စမဟုတ်တာဖြစ်တည်တယ်ပေါ့နော်ဘာလို့တော့လူကိုလုံးထမ်းမပြဘူးလေဒါ Facebook ဆိုလောကကြီးကခံစားလို့ရတဲ့ရာမဟုတ်ဘူးအဲ့ဒါကိုလိုက်ခံစားဝိုင်းတေသွားလိုက်ပြီအဲ့တော့အဲ့ဒါကဖြစ်ချင်းရမယ်ရာမဟုတ်လို့လည်းမဖြစ်ချင်းမအောင်ကောင်းနေမှလည်းမရှိပါဘူးဟုတ် ဝေလူကျော်နဲ့အရင်ကရှစ်တူကြီးသားဖြစ်ခဲ့ဘူးတဲ့အလှမဲ့တင်းတင်းကဝေလူကျော်ကိုကာမလိန်လဲရယူခဲ့တယ်ဆိုပြီးပြီးခဲ့တဲ့ဇန်နဝါရီလ၈ရက်နေ့ကတင်ငန်းညုံမြို့နယ်တရားရုံးမှာကာမလိန်လဲမှုနဲ့ဥတိုက်လျှောက်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။တင်ငန်းညုံမြို့နယ်တရားရုံးကလာမဲ့ဖေဖော်ဝါရီလ၅ရက်နေ့ကိုပြန်လည်ချိန်ဆထားပါတယ်။ကျွန်တော်တရင်ထောက်ရင်းနိုင်ပါ။ဘာပဲဖြစ်ဖြစ်အမှန်တရားဆိုတာကတရားရုံးကဆုံးဖြတ်ပါလိမ့်မယ်။အင်္ဂလိပ်ကျမှာနော်။မေခလာကျမှာရှိပါဦးခင်ဗျ။ထုံးစံတိုင်းပါ။ဒါလူရောကမှာပြင်းပြဖြစ်စေတကူလည်းမှာ။ ဖြစ်တယ်လို့ပဲပြောထားပါတယ်เนาะအဲ့လိုမျိုးဖြစ်ဖြစ်ပါပဲ2008ခြေဥအလုတ်မဖြစ်အမြန်ဆုံးဖယ်ရှားပြစ်ဆိုတော့စာရန်ပါစတစ်ကာတွေကိုတော့မန္တလေးမြို့လူစီကားရနေရာတချို့မှာလိုက်ကပ်နေကြတဲ့လှုပ်ရှားမှုတစ်ခုကိုလူငယ်တချို့ကဥဆောင်ပြီးတော့ပြုလုပ်နေကြပါတယ်အဆိုပါလှုပ်ရှားမှုကတော့ဇန်နဝါရီလ17ရက်ညပိုင်းကစတင်ပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပြီးမန္တလေးမြို့နေရာအနက်မှာလှုပ်ဆောင်သွားမိဖြစ်ကြောင်းတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ဆောင်သွားမယ်လို့လှုပ်ရှားမှုကိုဥဆောင်သူတွေထက်ကတူဖြစ်တဲ့ကိုသဲနေအောင်ကပြောပါတယ် မန္တလေးမြို့လှုပ်ရှားမှုကြီးပြီးပါကနေပြည်တော်နဲ့ရမဲသိန်းမြို့တို့မှာလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အခုလှုပ်ရှားမှုပြုလုပ်ရမှာပြည်သူတို့ကစိုးရိမ်ပြီးတော့စတစ်ကာအကန့်မခံမှုတွေရှိနေတယ်လို့ဝန်ထမ်းတို့ကလည်းစိုးရိမ်မှုတွေကြောင့်မလို့အကန့်မခံမှုတွေနဲ့လည်းကြုံတွေ့နေရတယ်လို့ကိုသဲနေအောင်ကဆိုပါတယ်။နောက်ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးပြည်내နဲ့တိုင်းဒေသကြီးအားလုံးမှာရှိတဲ့ပြည်သူတွေအနေနဲ့ဥပဒေရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသိရှိလာအောင်ဒီလှုပ်ဆောင်သွားမှာလည်းဖြစ်တယ်လို့ကိုသဲနေအောင်ကပြောဆိုခဲ့တာပါ။အဆိုပါကမ်းမင်းကိုတနိုင်ငံလုံးသိရှိစေဖို့အတွက် လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုသွားမယ်လို့သိရပြီးတော့အခုလိုလက်တွေ့လှုပ်ရှားမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။လက်တလုံးမှာချမ်းဤတာဆန်အောင်မြေတာဆန်နဲ့မဟာအောင်မြေမြို့နယ်မှာစတစ်ကာတွေကပ်နေပေမဲ့လည်းကပ်ထားတဲ့စတစ်ကာတွေကိုတော့သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကလိုက်လံပြီးခွာနေလျက်ရှိတာပါ။အဲ့လိုကပ်နေတာနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာမြို့နယ်ထွေအုပ်နဲ့မြို့နယ်ရဲတပ်ဖွဲ့တွေကတစုံတရာတုံ့ပြန်ပြောဆိုမှုရှိသေးတယ်လို့သတင်းထုတ်ပြန်ပေးခြင်းလည်းမရှိသေးပါဘူးခင်ဗျာ။အမှုပညာသတင်းတွေဘက်မှာတော့အလမဲရွှေရင်စီကနေပြီးတော့ Miss Universe Myanmar Organization ဥက္ကဋ္ဌသောဆိုယူဝေကိုစက်သွေးပေါ်မှာ66ဂဟကြီးနဲ့တရားစွဲဆိုထားတဲ့အမှုမှာတရားလိုမလာရောက်နိုင်တာကြောင့်မလို့ဖေဖော်ဝါရီလ9ရက်နေ့ကိုရုံးပြန်ချိန်လိုက်တယ်လို့ရန်ကင်းမြို့နယ်တရားရုံးတရားသူကြီးသောလေးလေးနွယ်ကပြောပါရယ်ခင်ဗျာစိုးသူအား၅၈ဆက်ပြီးတော့ပြောပြပါလိမ့်မယ်ခင်ဗျာအလားမဲ့ရွှေရင်စီကနေပြီး Miss Universe Myanmar Organization ဥက္ကဋ္ဌဒေါ်ဆိုးရီဝေကိုစက်သွေးဥပဒေပုံမှန်66ဂါကြီးနဲ့တရားစွဲဆိုထားတဲ့အမှုမှာတရားလိုမလာရောက်နိုင်တာကြောင့် ဖေဖော်ဝါရီ9ရက်နေ့ကိုရုံးပြန်ချိန်လိုက်တယ်လို့ရခိုင်မြို့နယ်တရားသူကြီးဒေါ်လေးလေးနွယ်ကပြောပါတယ်။အလမေရွှေရင်စီနဲ့ဒေါ်ဆိုးယူဝီတို့ဟာအပြန်အလှန်မှုဖွင့်တရားစွဲထားကြတာဖြစ်ပြီးတော့ဇန်နဝါရီ22ရက်နေ့မှာတော့မင်္ဂလာတောင်ညွတ်မြို့နယ်တရားရုံးမှာလည်းရုံးချင်းရှိနေတာကြောင့်ရခိုင်မြို့နယ်တရားရုံးကရပ်ပြန်ချိန်ပေးဖို့ရဲဘက်ကအကြောင်းကြားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်တုံးချင်းမြောက်ရုံးချင်းကိုရန်ကုန်မြို့နယ်တရားရုံးကဖေဖော်ဝါရီ9ရက်နေ့မှာ တရလိုဖြစ်တဲ့အလမဲ့ရွှေရင်စီကိုစတင်စစ်ဆေးဖို့ချင်းဆိုထားတယ်လို့ရန်ကုန်မြို့နယ်တရားသူကြီးကပြောပါတယ်။တရားရုံမှာတရလိုပြတသက်တွေအနေနဲ့တရလိုအပါအဝင်၉ဦးထိတင်ပြထားတယ်လို့လည်းသူကပြောပါတယ်။ Miss Universe မြန်မာ Organization ဥက္ကဋ္ဌဒေါ်ဆိုးယူဝေရဲ့လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာရေးသားချက်တွေဟာအလမဲ့ရွှေရင်စီရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ဆိုပြီးဇန်နဝါရီ၈ရက်နေ့မှာရွှေရင်စီကိုယ်တိုင်အမှုဖွင့်ခဲ့တာပါ။ အဲ့ဒီမှာပဲဒေါ်စိုးယူဝေကိုတရားရုံးကဆင့်ခေါ်ခဲ့ပြီးတော့အာမခံရှောက်ထားခဲ့တာကြောင့်ဂျင်ထုံဥပဒေပုံမှန်၄ခု၆အရာ7သိန်းတရားရန်လူ၂ယောက်နဲ့အချုပ်လွတ်ထုချေခွင်းအာမခံပေးခဲ့တာဖြစ်တယ်လို့လည်းရန်ကင်းမြို့နယ်တရားရုံးကသိရပါတယ်။ကျွန်တော်သတင်းတော့ဆိုသူအောင်ပါအကစားဒရီနေကိုလည်းတင်ဆက်ပေးချင်ပါရခင်ဗျာချန်ပီယံရှစ်ကရက်ဒါဘီကောင်တီအသင်းဟာအင်္ဂလန်ဘယ်နောက်ခံလူဟောင်း SL6 ကိုယာဒီကောင်တီစာချုပ်ချုပ်ဆိုခေါ်ယူခဲ့တယ်လို့သိရပါဗျ။နိုင်ငံအသင်းအတွက်ပွဲပေါင်း108ပွဲကစားပေးခဲ့တဲ့အသက်38နှစ်အရွယ်ဂိုးဟာချက်စီနဲ့နိုင်ငံလက်ရွေးစင်အသင်းပေါ်ဟောင်းလက်ရှိဒါဘီနီးပြဖရန့်လမ်ပတ်နဲ့ပြန်လည်ပူးပေါင်းခဲ့တာပါ။ဂိုးဟာအော်တိုဘာလာက Major League Club RA Galaxy အသင်းကမထွက်ခါခင်ပြီးခဲ့တဲ့ယာဒီက American Club အသင်းအတွက်32ပွဲကစားခဲ့တာပါ။သူဟာ Arsenal နဲ့ Chelsea အသင်းတို့အတွက် Premier League ပွဲပေါင်း384ပွဲကစားခဲ့ပြီးတော့ Italy Series A မှာ Roma အတွက်လည်းကစားခဲ့ပါသေးတယ်။ ကိုရောချယ်ဆီအသင်းနဲ့အတူချန်ပီယံလိဖလားနဲ့ယူရိုပါလိဖလားတစ်ကြိမ်စီဆွတ်ခူးခဲ့ပြီးတော့ပရီးမီးယားလိဖလား၃ကြိမ် FA ဖလား၇ကြိမ်လိဖလားတစ်ကြိမ်တို့ကိုလည်းကိုင်းမြောက်ခဲ့သူဖြစ်ပါတယ်။ဒီရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာအသက်ကြီးဆုံးကစားသမားဖြစ်လာမဲ့ကိုရောမှာထိရောက်တဲ့ခွင့်ပြုမှုဖြစ်လာနိုင်တယ်လို့လမ်ဘတ်ကကြေညာနေတယ်လို့ဆိုပါတယ်။လမ်ဘတ်ကကိုရောကိုအန်အောစရာကောင်းတဲ့ဘယ်နောက်ခံကစားသမားတူလို့ပြောခဲ့ပြီးတော့အလွန်ကောင်းမွန်တဲ့ professional ကစားသမားတူလို့လည်းပြောဆိုခဲ့တာပါ။ဒါပီတင်းဟာစနေနေ့က reading အသင်းကိုအနိုင်ရပြီးတော့ ချန်ပီယံရှစ်အမှတ်ပေးစရာရဲ့အဆင့်6နေရာမှာရပ်တည်နေတယ်လို့သိရပါပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်2000ခုနှစ်ဘာလီကျွန်းဘုံဖောက်ခွဲမှုနဲ့ပတ်သက်ဆက်နွယ်နေတဲ့အစွန်ရောက်မွတ်စလင်ဘာသာရေးခေါင်းဆောင်တူကိုအချင်းထောင်ကနေစောလင်စွာပြန်လွတ်ပေးမဲ့ဆုံးဖြတ်ချက်အပေါ်ပြန်လည်တုံ့သက်စစ်ဆေးဖို့အင်ဒိုနီးရှားသံတမန်ကဇန်နဝါရီလ22ရက်နေ့မှာညွှန်ကြားလိုက်ပါတယ်ဒါဟာနိုင်ငံသမိုင်းမှာအဆိုးအဝါဆုံးဘုံခွဲတိုက်ခိုက်မှုကြီးရဲ့နောက်ွယ်ကနေအဓိကကြိုးကင်ပတ်သက်ထားတဲ့သူတို့ကိုပြန်လွတ်ပေးတော့မယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်အပြင်းထန်ဝေဖန်ပစ်တင်မှုတွေနဲ့အတူဩစတြေးလျဝန်ကြီးချုပ်စီကဖိအားပေးမှုတွေပါပေါ်ပေါက်လာခဲ့တာပါအခုခါမှာတော့အသက်80နှစ်ရှိပြီဖြစ်တဲ့အစွန်ရောက်ဘာသာရေးကောင်းဆောင်အဘူဘကာဘတ်ရှာကိုအသက်အရွယ်ကြီးရင်လာပြီးတော့ကျန်းမာရေးယိုယွင်းလာနေမှုကိုထောက်ထားပြီးတော့စောစီးစွာပြန်လွတ်ပေးမယ်ဆိုပြီးအင်ဒိုတမရဂျိုကိုဝီဒိုဒိုကပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့မှာကြေညာထားခဲ့တာပါဒါပေမဲ့အဲ့ဒီကြေညာချက်နောက်ပိုင်းအင်ဒိုနီးရှားအနေနဲ့ဩစတြေးလျပေါ်လေးစားမှုထားဖို့ဩစတြေးလျဝန်ကြီးချုပ်စကော့မော်ရီဆန်ကပန်ကြားခဲ့တာပါ။ ဘာလီကျွန်းဘုံခွဲမှုမှာတော့လူပေါင်း100ကျော်သေဆုံးခဲ့တာဖြစ်ပြီးအများစုကတော့ဩစတြေးလျနိုင်ငံသားတွေဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတွေကသတင်းနှပုတ်အနေနဲ့ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းမှာဇန်နဝါရီလ22ရက်ကဘတ်ကားတစ်စီးမိလောင်ခဲ့လို့အနည်းဆုံးလူ24ဦးသေဆုံးသွားခဲ့တယ်လို့တာဝန်ရှိသူတွေကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အဆိုပါဘတ်ကားဟာထရက်ကားတစ်စီးနဲ့တိုက်မိပြီးတော့အခုလိုမိလောင်ခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ခီးတဲ့ဒါဇင်နဲ့ချီလိုက်ပါစီးနင်းလာတဲ့အဆိုပါဘတ်ကားဟာကရာချီမြို့ကနေပန်ဂျွာဒေသစီကိုဦးတည်မောင်းနေလာစဉ် လက်စ်ဗီလာဒေတာမှာအခုလိုရင်တိုက်မိလောင်မှုဖြစ်ခဲ့တာပါအဲဒီကမိလောင်မှုသတင်းကိုပါကစ္စတန်ရဲတပ်ဖွဲ့အကြီးအကဲရဲအရာရှိတဦးဖြစ်တဲ့ Askaramzan Ali ကလည်းအတည်ပြုသွားပါတယ်အဲဒီနိုင်ငံမှာတော့အခုလိုလူသေဆုံးစီတဲ့ရေမတော်တဆမှုဖြစ်စဉ်တွေဟာမကြာခဏဆိုသလိုဖြစ်ပွားနေခဲ့ပြီးအထူးအားဖြင့်မစင်မချင်းမောင်းနှင်မှုလမ်းအခြေအနေဆိုးဝါးမှုတို့ကြောင့်အခုလိုမျိုးဖြစ်စဉ်တွေဖြစ်ပွားနေတာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာမြစီမာ TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မြစီမာ TV ရဲ့အစီအစဉ်ကောင်းတွေကိုကြည့်ရှုကြပါလို့ပြောကြရင်းနဲ့ ပရိသတ်များလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဥစ္စာမှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့ဆက်ဝေရနိုင်ပါ